နောက်တစ်ဘွဲစီဘွဲစီလည်းကျွန်တော်တို့ Nomia Forest နဲ့ Ever ပြီးလို့ရှိတယ်နော် Forest ကဒါ Villa ကိုရှုံးခဲ့ပြီးမယ်လို့ Take Windy နောက်ဆုံးဘွဲမှာ9ဘွဲလောက်နိုင်ထားပြီးတော့၄ဘွဲဆက်ပေးကုန်မဲ့ဆန်ကျင်တင်ထားတယ်ဒီဆန်ကျင်ထက်ပိုပြီးကောင်းတဲ့ Forest ဆက်တမိုင်းမှာဒီဆန်ကျင်ထက်ဒီ၄ခု၄ဘွဲဆက်ပေးကုန်မဲ့ဆန်ကျင်လည်းပိုကောင်းတဲ့ဆန်ကျင်တစ်ခုရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တော့မသိတော့ထောက်ဝက်80လောက်ကဟို Brian Clot တက်ထပ်လို့ဟာ၈ဘွဲဆက်ဟိုပေးကုန်မဲ့ဆန်ကြီးတင်ခဲ့တွေ့ရတာရှိတယ်ဗောနော်အဲ့တော့ပြောနေတဲ့တော့ Forest ရဲ့ဒီအိမ်ဝင်းမာပုံဒီဘွဲမှာဆက်ပြီးလို့ထိန်းနိုင်မှာဗောနော်တစ်ဖက်မှာ Everton ဆိုတော့အာဆင်နယ်နဲ့ဘောမှာတာကြီးခဲ့ကြတာခတ်မှာမှလည်းစာကြည့်တေးရလက်ချင်းနိုင်ခဲ့တယ်အဲ့တော့ဒီတေးရလက်ချင်းနဲ့ရလက်ကြောင့်လည်းတေဘာတန်ကလည်းတော့တေးရသိန်းလိုဖြစ်နေတယ်တရာဒီလိုမှရှိနေ14ဘွယ်ရှိနေတေးရေးစားခင်14ဘွယ်တော့ရှိနေပြီနောက်တစ်ချက်ကအဲ့တော့ broken အဲ့လိုအဲ့လိုမျိုးဖြစ်နေတဲ့အတင်းဖြစ်နေတယ်နောက်တစ်ချက်ကအေဘာတန်ကဒါဟိုပရီးမီးယားလိမှာဆိုရင်ဒီထိတ်ဆုံးသုံးသိန်းဇယားထိတ်ဆုံးသုံးသိန်းစင်းရင်းကိုတင်းနေတယ်လိမှာအောက်60ဘွယ်ကိုစားနေတယ်နောက်ဘွယ်ပဲနိုင်ခဲ့ပြီလေပတ်တန်းလေးရှိတယ်ပေါ့နော်ပတ်တန်းရှိတော့ နော်တရဖော်ရက်စ်ရဲ့အိမ်ဝင်းလီမာကိုမာကုန်မဲ့ဆိုရင်ဒီအဗာဒန်ကတရင်ထက်ယူနိုင်ကုန်မလားဘူးနော်ဟိုဖော်ရက်စ်ကလည်းဒီပါချုံလုံးဟာလူပဲနိုင်ရုံမှာနောက်တစ်ချက်က1994 95နောက်ပိုင်းမှာလေဖော်ရက်အဗာဒန်ကိုဖော်ရက်စ်ကနှစ်ကျော်သက်တိုက်နိုင်ဘူးအဲ့တော့ဒီဘွဲမှာနှစ်ကျော်သက်တိုက်နိုင်ပြန်ယူသွားမလားဆိုတဲ့အချိန်ကြီးကိုကျွန်တော်တို့သုံးသပ်ရှင်ပေါ့နော်အဲ့တော့ဆရာအမေကျွန်တော်အခုလာပြောလို့ကအစင်လာကြည့်မယ်ဆိုတော့ဗျာ95နောက်ပိုင်းပေါ့နော်ဒါနှစ်ကြော်စလုံးအိမ်ခွင့်မှာမနိုင်ဘူးဟို Everdale Forest Guards က အဲ့တော့ကျွန်တော်တို့ကအစင်လောက်ခဏဖယ်လိုက်ပါဘာလို့ဒီအစင်သားတွေကိုချိုးဖောက်ပြီးတော့ကိုဒီ forest ကချန်ပီယံလိဝင်ခွင့်တော့အားကောင်းလာတဲ့အသင်းကိုအဲ့တော့ကျွန်တော်တို့ကခဏအစင်လောက်မေးလိုက်ကျွန်တော်လက်ရှိ play ကိုကျွန်တော်ကြည့်ပဲဆိုရင် Everton ကခုနကျွန်တော်ပြောသွားသလို drawing လုံးဝသေများရဲ့ပြင်ပဲအသေးပွဲတွေပဲသူကန်တာများတယ် Everton ကခုန Arsenal လို့အသင်းမျိုးကိုလည်း Arsenal ရဲ့ Champions League ပြားနေတူပေါ့ Arsenal က ။ဆော့ပေါ်လိုက်တဲ့အချိန်ပါလေဘယ်သူ draw ရအောင်ကန်။အဲဆိုတဲ့ဥစားကိုသူဘယ်သူ draw ရအောင်ကန်။အဲ့လိုပဲ Everton ကိုကြည့်လိုက်မယ်ဆိုရင်အဝေးဝင်းပိုင်းတွေမှာလည်းအဲ့လိုမျိုးပဲ။ဒါ Morris လက်ထက်မှာ Mike David Morris လက်ထက်မှာက sorry ဆိုကျွန်တော်ပြောလိုက်။ yeah ။ Everton ကိုကြည့်လိုက်မယ်ဆိုရင်ဒါသုံးကတရေပြင်ကြီးပေါ့နော်။တရေပွဲတွေများတယ်။တေးပွဲတွေများနေတဲ့ Everton ကဟိုတော့၆ပွဲတော့၅ပွဲတော့တေးကြရဲ Arsenal ဥဆောင်မှုသွင်းတော့တေးရောက်လိုက်ကြ။နော် ဒီလေဗန်ဘူးနဲ့ပွဲမှာဆိုရင်တော့မသူတည်ရသွားနိုင်တဲ့အခြေအနေတစ်ခုရှိအဲ့လိုမျိုးပေါ့နော်အဲမိုင်းစလက်ထမှာဆိုရင်ဘာတိုးတက်လာလဲဆိုတော့ဟိုအဝေးကွင်းရလက်တိုးတက်လာအရင်တော့ဟိုရှောင်းတိုက်စ်ကအဲ့လိုမျိုးမရအောင်အဲ့လိုမျိုးရုံးကန်နေရတဲ့ဖြစ်မှာအဟိုဒေးဗစ်မိုင်းစတော့ကဲခံစစ်ကောင်းကောင်းနဲ့အသွေးကိုတိဆောက်ပြီးတော့ကောင်းဆုံးတရားပြဿနာရှိနေတော့ကောင်းဆုံးနေရမကူငါရောက်ယူဒီတွဲမှာတော့ ။ရောင်းတမက်ယူမယ်ဆိုတမက်သုံးမယ်ယူမယ်ဆိုသုံးမယ်အဲ့လိုကစားကစားလာ။ကစားလာပြီးတော့ဝလုံးဖြတ်တယ်လည်းအရန်ကောင်းလာ။ဒီဘက်က forest ကိုပြန်ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ villa နဲ့ပွဲမှာဆိုရင်သူ့ရဲ့ပထမဆုံး15မိနစ်မှာတယ်ပဲ။တက်ကိုပြေးလိုက်ရ။အဲ့တော့ Nunes Santos ကဝေးခံရတယ်။သူ့အသင်းကပထမဒီပထမပွဲဆက်ဆက်ချင်း15မိနစ်ပေါ့။ဘောလုံးအပေးယူပိုင်းနေဘောလုံးအဖြတ်ပိုင်းနေမှာအရန်ကိုနှေးပြီးတော့အားနေတော့ အဲ့တော့အဲ့ဒီတော့ဒီမှာဖီလာကဂိုးလေဂိုးလို့ကိုရအောင်သူအဲ့ဒီနောက်ပိုင်းမှာကျတော့ဖော်နိုစကဟာငါတို့ရဲ့အားလမ်းချက်ကိုတော့သိပြီဒါကြောင့်ငါတို့ဒီဘလိုဘလိုပြန်ကလောင်းမယ်ဆိုပြီးတော့ပြန်ဒီဆော့ရဲ့ခါမှာကျတော့ဖော်နိုဟိုဘက်ကလည်းဖီလာကလည်းပြန်ထိမ့်မဲ့အနေသားတစ်ခုနဲ့ဆိုတော့သူတို့အဲ့မှာတော့ဆုံးတူးမဲ့နေပဲပွဲသိမ့်သွားဆိုတော့ဘာကိုပြောချင်တာလဲဆိုတော့ဖီလာကလည်းတိုက်စစ်ကောင်းကောင်းနဲ့ချန်ပီယံလိဝင်ခွင့်အတွက်ဟို မျောလင်းကြတော့ကောင်းလာတဲ့ဇီလာကလည်းကစားလာတယ်ကစားအားတင်လာတယ်ဆိုတော့မှ forest ကဇီလာကို15မိနစ်ပါပဲသူအမားကြီးကျုံလုံပြီးတဲ့နောက်မှာနောက်ပိုင်းအမားမကျုံလုံတော့ဒီဘွဲမှာလည်း forest ကအမားမကျုံလုံအောင်ကစားတော့အထောင်နေတာမျိုးတွေဟိုကွင်းလေအဖြတ်ပိုင်းအားနေတာမျိုးတွေသူဖြစ်အောင်လို့ကြိုးစားအောင်ဟိုဘက်က everton ကလည်းဘောလုံးပြတ်ကောင်းတယ်အဲ့နှစ်သင်းတွေ့တဲ့အခါတော့ ဒါပါကြောင့်တော့ဆောင်းတိုက်ကြတော့ဗျအခုကတော့ my voice ကြိုင်တော့ဒါပေမဲ့ voice ကပို့ပြီးတော့ဆောင်းတိုက်တဲ့တော့ပို့ပြီးတော့ cancel အပိုင်းမှာပို့ကောင်းလာတော့တွေ့ရဆိုတော့ဒီ forest လည်းကိုရောက်ခတ် forest ကလည်းဒီလိုပွဲပြီးတော့သူရှုံးတော့လည်းမဖြစ်ပြဟုတ်တယ်သူက champion league ဝင်ခွင့်အနေဒါတခုနဲ့အဲ့တော့ဟိုဘက် everton ကလည်းဟိုဆိုရ everton ကတပွဲနှစ်ပွဲလောက်ပြီးသွားတာလေပွဲစဉ်34 33 34လောက်ရောက်ပြီဆိုတော့ね everton ကလည်းတန်းစစ်စော်လွတ်မယ်နေတာရှိဆိုတော့ဒီ everton ကလည်း ကစားလာပါသူအနေနဲ့ကတင်ချာနေရလို့မလွတ်သေးဘူးအဲသူကလည်းကစားအောင်ပဲအမှတ်ယူအောင်တမတ်လောက်ရတယ်စိုးဦးစုသူကစားလာဘူးခန်းစပိတ်မယ်ဒီဘက်ကဖော်ရက်ကလည်းဘာလို့ဗီလာနဲ့ပွဲရအမားတွေမျိုးမကျူးလောင်ကစားအောင်အဲ့လိုနှစ်သိန်းတွေ့တဲ့ပွဲမှာဂိုးအောင်ပိုင်းရတော့တော်တော်လေးကိုဦးတည်နေတယ်ဟုတ်တယ်ဟုတ်ရဲ့ဆရာကျော်မျိုးကကျွန်တော်ကဂိုးအောင်ပိုင်းပြောရင်တော့ Everton ရဲ့လက်ရှိနေရာဒီမှာပြင်လိုက်တယ်မှာအဝေးကွင်းအဝေးကွင်းမှာဆိုရင်တိုက်စစ်အနေနဲ့တော့ Nottingham ပြန်ကြည့်ပြန်တော့လေ Nottingham ကဒီရီဇာခိပိုင်းအလေးလေးထဲမှာအိတ်ကွင်းတိုက်စစ်ပိုင်းမှာဘိုးရနေတော့ဆိုတော့ ီတော့အဘတဲ့နောက်ဆုံးဝင်းဝင်း73ပွဲမှာပြန်ကြည့်မယ်ဆိုရင်လည်းနှစ်ပွဲတော့ပဲဥပိုင်ဆိုင်အထက်တဲ့အဲ့ဒီနှစ်ပွဲမှာမှာတစ်ပွဲကတစ်ဖက်သေးနေရဒေဂူသွင်းပြီးတော့ဖြစ်သွားတယ်တစ်ပွဲကဝမ်းကျင်နေနိုင်ခဲ့တယ်ပွဲဆိုတော့အဘတန်ကဒီပွဲတွေကိုနော်ဒီယန်ကိုမရှင်းနိုင်ဘူးတော့အောင်းလက်ခံမဲ့နေရပါဘူးနော်နော်ဒီယန်ကတော့ချန်ပီယံတန်းဝင်ခွေးတဲ့ရှုံးကလက်ရှိမှာလည်းအမပြေးမှလည်းတော်တော်လေးကောင်းနေတယ်ဆိုတော့ ကျွန်တော်လည်းဘိုးတော့ရနိုင်မယ်ရခဲ့ရခဲ့နေမယ်ဒါပေမဲ့ကျွန်တော် everday ဘိုးရမယ်ပွဲစဉ်တော့မထင်လို့ရစီပွဲစဉ်ကိုပြီးတော့ထင်းနေတွေ့ဆုံနောက်ဆုံးသုံးပွဲဆက်ကလည်းအပြည့်အစုံတွေ့မှုမရှိတော့ဘူးအခုနကျွန်တော်ခုနပြောတဲ့ everday ရဲ့လက်ရှိပြပြလေးဝေးဝေးမှာလည်းဟို၁၂ဘိုးပဲရပါသေးတယ်ဆိုတော့အောက်ကဟိုခုနစောက်တက်တန်းတို့ လက်စတာတို့အစ်စတို့ထက်တော့မြန်သေးရဲ့ပြောလို့ရကျွန်တော်အဗာတန်စီကတော့ဘုံမပြောလင်းနေတော့ဟုတ်ပဲလော်တင်ရလက်ရှိခံစင်းနေဆိုရင်အဲ့တော့ဒီပွဲစဉ်ကကျွန်တော်လော်တင်ရလက်ဘယ်တော့ရတော့ဘယ်တော့ရဝင်းဝဲတော့မဟုတ်ဘူးအဲ့တော့ပဲလော်တင်ရနဲ့ဒီပါပွဲစဉ်ကနိုင်လောက်မှလည်းအားလုံးက1စီးလောက်ပဲဖြစ်လော်တင်ရနိုင်လည်း1စီးပေါ့တကြီးတဲ့ကြောက်ပေါ့လေဂျီဂျီပေါင်းမှလည်းပြောလို့ရတာဒီအားလုံးဖြစ်နေတာ အဲ့တော့လက်ရှိအာရှဈေးကွက်မှာကျွန်တော်ကြည့်တော့လေဗယ်80နဲ့နှိမ့်တော့30ဆိုပြီးတော့အဲဘောဂူပေါင်းကြီးတွေကတကယ်နှိမ့်တော့30ဆိုပြီးဖွင့်ထားတယ်နော်အာရှချင်းဈေးကွက်နေသားလည်းအဲ့လိုနေသားမျိုးကဟိုဂူပေါင်းကိုဦးတည်ကြရမျိုးများတာပေါ့နော်အဲ့တော့အဲ့ဒီဈေးကွက်ကြီးကရောကြာနေတဲ့ဟိုဒီကဲဂျိမ်းမစိလေလေခုနကစနေနှိမ့်တော့30ပဲဟောဒါကြီးကရောအောက်ဆုံးဘက်ကိုဦးတည်နေတယ်ဦးတည်နေတဲ့နေသားချင်းမျိုးပေါ့နော်ခုနပြောဆိုဆရာရဲပြောတော့တို့နော်သင်ဟန်ကြတော့လေဟိုဟိုအေမနာဘက်ကပိတ်လိုက်ဖို့ကြတော့လေဘုံရိုင်းရောရိုင်းရဲပါဒါပေမဲ့ ဟိုဟိုအားပေးဖို့ကြတော့လေဘာဖြစ်လဲဆိုတော့အဖန်တားကခုနကလည်းတော့နောက်ဘက်သုံးဘက်တော့ကစားပြီးသူလွတ်ပြီနောက်ဆုံး၅ဘက်တော့ကျန်တော့သူလွတ်နေဟုတ်တယ်ဆိုတော့ဟိုဘက်ကရော်ဇင်ကကြတော့လေချန်ပီယံလိကိုသူအားဆိုင်ပြီးကစားရမယ်အဖန်ကဂိုးရနိုင်ကြီးကလည်းနည်းနေတယ်ဆိုတော့ဟို body out test ဆိုင်ဂိုးကပုံကောင်းမလားဟုတ်ကဲ့ဟုတ်ကဲ့ဆရာရောဟုတ်ကဲ့ကျွန်တော်တို့ Nokia Forest နဲ့ဒီ ဟိုအဖာတဲ့ပွဲပေါ့နော်ဒါတကယ်ပွဲပွဲပွဲကြီးပွဲကောင်းတဲ့ဖြစ်ပေါ့အားကြောင့်လည်းဒါနော်လျံပွဲကနိုင်ထားတယ်ဆိုတဲ့အနေထားမျိုးမှာဟိုခုနပြောတဲ့အစင်အားကြီးခု95နောက်ပိုင်းနှစ်ကျော်စလုံးဒါမနိုင်ဘူးလေဒီကနေဒီရောရတယ်တွေ့တွေ့ခလာပြီးတော့ထည့်ထွက်လိုက်နေဆိုရင်ကျွန်တော်တို့ကဒီနေ့ပွဲစဉ်ကိုဒီနော်လျံပွဲတက်ခဲ့ဖို့ခဲပါတဲ့ပွဲစဉ်ကို body check ကိုအောက်ကပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်တို့ပုံသက်လိုက်ပါတယ်